ရှာတော်ရှင်သမြတ်ဗျာဆက်ဆက်မေကုံမေရှားခွင့်ပြပါရှင်ဗျာဒါဆိုရင်ဒီတော့လူငယ်တွေတော်တော်များပြောပြမင်းတို့ကြိုက်လူဘွားမှာပြောပြတာနေတေကန်ဒီတရဏဂုံသုံးပါးနဲ့ငါးပါးတိလာလေးရွတ်ပြီးတေလိုက်ရင်ရတာပဲပေါ့နော်ဘာဖြစ်လို့ဟိုဟိုကိုဘွားကိုကိုဟွာလုံးနေမလဲပေါ့ပြပြပပနေလို့ပြောပါရရှင်ဗျာအဲ့ဒါဆိုရင်ရောရှင်ဗျာအနေနဲ့ဘယ်လိုကြံပြုခြင်းပါလဲလေဗျာအာမလွယ်ဘူးအဲ့ဒါကလူတယောက်ကမကောင်းမှုတွေကိုအများအားဖြင့်လှုပ်လာပြီးခါမှာတေကန်ဒီမှာကောင်းတာကိုအာရုံပြုဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စနမူနာနဲ့နဲ့စမ်းကြည့်စမ်းကြည့်ဆိုတာကလေ အရန်ကိုနေမကောင်းဖြစ်လာတဲ့အချိန်မှာနော်နေမကောင်းဖြစ်လာတဲ့အချိန်မှာကောင်းတဲ့အာအာပြုတ်ကြည့်လိုက်ပြုတ်စရာမရှိဘူးနော်မကောင်းတဲ့လုံနေတဲ့ပုံကိုတယောက်ကဘာသွားပြုတ်မှာလဲပြုတ်ဖို့မလွယ်ဘူးအထုံလေးအာတဝနာတတိဆိုတာအဲ့ဒါပဲနော်အထုံဝိကအရန်များလာပြီဆိုလို့ရှိရင်ကိုကျင်နေကြစားနေတဲ့ဟာပဲပေါ်လာတာဟုတ်လားဘာဝနာပွားရဲဆိုတာအဲ့ဒါပဲအခုနှလုံးပိတ်ပြီးတော့အာနာပါနာမှတ်ကြည့်လိုက်ရလာဆိုမရအောင်တစ်ခါမှမမလုပ်ဘူးတာလေဒါပေမဲ့မကောင်းတဲ့ဟာကိုတအောင်ပြုတ်လိုက်ပေါ်တန်းပေါ်တာနှစ်ခါစဉ်းစားကြရမလို့တန်းပေါ်တာဟုတ်တယ်မလား ကိုလှုပ်ခဲနဲ့မကောင်းမှုအမြဲတမ်းလှုပ်နေကြမကောင်းမှုဒုစရိုက်တစ်ခုကိုအာရုံပြုလိုက်မျက်လုံးမနဲ့တန်းပေါ်တယ်ဒါလှုပ်နေကြအလို့ဆိုရင်အာရုံပြုရတာလွယ်တယ်လို့ပြောချင်တာလှုပ်နေကြမဟုတ်တဲ့လှုပ်တစ်ခုကိုအာရုံပြုရတာအလွန်ခက်တယ်လို့ပြောချင်တာတည်ရင်းချင်ရင်ကိစ္စမှာသူပိုတော့ဆိုးသေးတယ်နော်ဘာလို့ဆိုအဲ့အချိန်မှာအကြောက်တရားနဲ့ရန်လွမ်းမှုနေပြီအခုနည်းနည်းစဉ်းစားကြည့်လိုက်ငါအခုတရားတော်မယ်ဆိုတော့နည်းနည်းအာရုံပြုကြည့်လိုက်အရင်ကြောက်တာနော်ကိုချစ်ခင်တဲ့လူတွေအားလုံးငါဆုံးခွာရတော့မယ်ငါချာပွေထားတဲ့ပိုင်ဆိုင်မှုတွေငါဆုံးရတော့မယ်ငါဘယ်ဘွားကိုတွားရမလဲဆိုတော့လေကိုမသိဘူးเนาะအဲ့တော့ မသိချင်းများစွာနဲ့ပိုင်ဆိုင်မှုတွေစွန့်ခွာမှုတွေနဲ့တရားတော်မဲ့အချိန်မှာအရန်ကြောက်တဲ့အချိန်မှာအဲ့လိုကြောက်နေတဲ့အချိန်မှာကောင်းတာကိုချပယ်ရအောင်ယူဖို့ဆိုအတွန်းခတ်သွားပြီတော်တော်ခတ်တဲ့ကိစ္စနော်မလွယ်ဘူးမလွယ်ဘူးဒါကြောင့်ဦးဇင်းတို့တေခါနီးမှာအာယုံပြုတ်မယ်လို့တွေးတဲ့ပုံစံတွေမဖြစ်နိုင်တဲ့ဥစ္စာအဲ့ဒါကတော်တော်ခက်ခဲတဲ့ကိစ္စနော်ဟိုအဲ့ကြောင့်ဦးဇင်းတို့မတေခင်မှာအခုကတည်းကကိုအာယုံပြုတ်နိုင်ဖို့အတွက်ကိုအစဉ်တကံအနေနဲ့ကုသိုလ်တွေလုပ်ထားရတာနော်လုပ်ထားရတာဟုတ်